ုတ်ကဲ့မင်္ဂလာပါဗျာဒူဒီ lucky ကောင်းလေး channel မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျာနောက်ကတော့ဗျာเนาะကျွန်တော်တစ်ပိုင်း၅ပိုင်ပရိသတ်6ပရိသတ်ငါတဲတကွယ်ကောင်းပေါ့เนาะပေးလာတော့ဒါပေမဲ့ကျွန်တော်တို့ပရိသတ်လိုက်မဲ့မှန်လိုက်တယ်ပေါ့เนาะ60ဆိုပြီး power နဲ့ခံလိုက်ရတယ်ဗျာ power ထွက်သွားတယ်ပေါ့เนาะ ဟုတ်ကဲ့ဗျညနေမှာတော့အပင်တူလေးပေါ့နော်လုံးမိုက်နှလုံးကိုကျွန်တော်တွက်ပြပေးမယ်ဗျအကူမတို့ကလည်းကြည်ပြီးတော့ကြာရင်တော့သုံးပေါ့နော်တကွက်ကောင်းလေးပါဗျဒါလည်း โอเคပြမနက်ကတော့ကျွန်တော်တို့ break အစုံထိုးရင်လည်းပေါ့မပေါ့เนาะ6 break ဆိုတော့ပေးရတော့တင်းငါဆိုပြီးတဲတကောကောင်းပေးတာပေါ့เนาะ10 power 6 5 power 3ညဒီလိုမျိုးထွက်သွားတယ်ပေါ့เนาะညနေမှာတော့ဗျာအပင်တိုးလေးပေါ့နော်ကိုမတို့ကြိုက်ရင်တော့သုံးပြ တဲ့ရခွင်ရတရားခွင်ရပေါ့နော်ဒီ ။သုံးပေါင်းချင်းဒီ9ဖြစ်လို့9ရဲ့နှက်ခတ်ဒီ3 3ဒီကျော်ဒီမှာလုံးမှန်ပြ။သုံးပိုင်းမှာ1 3ဆိုပြီးထွက်တယ်ဗျဒါဆိုကျော်ဒီမှာနောက်တစ်ပင်ပေါ့နော်ကျွန်တော်ကတော့အပင်တိုလေးပြပြမှာပေါ့နော်ကိုမတို့ကတော့ကြိုက်နေတတ်မှလည်း3ဗျကျော်ဒီမှာ3ရဲ့ဒီရ5ရဲ့ပေါ့နော်ဒီနှလုံးပေါင်းချင်းဒီ6 6နဲ့ဒီရ3နဲ့ပေါင်းတော့ ီသုံးလုံးပေါင်းချင်းဒီတစ်ဖြစ်လို့တစ်ရဲ့နှက်ခတ်ဒီရှစ်ရှစ်ဒီကျော်ဒီမှာလုံးမိုင်ဗျာတော့ဒီရှစ်ပိုင်းမှာ6ရှစ်ဆိုပြီးတော့ထွက်တယ်ဗျာဒါဆိုရင်ကျော်ဒီနေ့မှာပေါ့နော်ခွင်ရ9ရဲ့ပေါင်းချင်းဒီနှစ်နှစ်နဲ့ဒီရရှစ်နဲ့ပေါင်းတော့3ညဒီသုံးလုံးပေါင်းချင်းဒီ3ညဖြစ်လို့3ညရဲ့နှက်ခတ်ဒီခွန်းခွန်းဒီကျော်ဒီမှာလုံးမိုင်ဗျာ ဒီကောင်တီးတော့ကျွန်တော်နောက်ပိတ်ပြတဲ့တွေ့ရတယ်ပေါ့နော်ကျွန်တော်ဒီမှာတစ်ခွန်ခွန်ပေါင်းချင်းတီးကျွန်တော်တို့၅ဖြစ်လို့၅ရဲ့နှက်ခတ်၃၃ပိုင်းမှာ၁၃ဆိုပြီးတော့ထွက်တယ်ကျွန်တော်ဒီကောင်တီးနောက်ပိတ်ပေးနေရပေါ့နော်အဲဒါကျွန်တော်ဒီမှာနောက်တစ်ပင်တီးလဲ၅ရဲ့၃ရဲ့ဒီရ၃ရဲ့ဒီ၃လုံးပေါင်းချင်းတီးတစ်ဖြစ်လို့၁ရဲ့နှက်ခတ်တီး၈၈ပိုင်းပေါ့နော်၈ပိုင်းမှာ၆၈ဆိုပြီးတော့ထွက်တယ်ဗျာအဲဒါကျွန်တော်ဒီမှာနောက်တစ်ပင်တီးဒီနေ့ပေါ့နော်ခွန်ရဲ့၅ရဲ့၈ရဲ့

ခွင်းရဲ၄ရဲ့ဒီရခွင်းရဲပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီ၈ဖြစ်လို့၈ရဲ့နှက်ခတ်ဒီ၁၁တိကျော်ဒီမှာလုံးပိုင်းပြကြော်ဒီ1တီကျော်ထိတ်စီလဲပြေးတယ်ပေါ့နော်လုံးမိုင်လဲပြေးတယ်1ပိုင်းမှာကျွန်တော်တို့1 3ပေါ့နော်ဒီမှာဆိုရင်1ပိုင်း3ပိုင်း1 3ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုငါနောက်တစ်ပင်တီလဲ4ရဲ့2ရဲ့ပေါင်းချင်းတီ6 6နဲ့ဒီက3နဲ့ပေါင်းတော့ ဒီ၃လုံးပေါင်းခြင်း၉ဖြစ်လို့၉ရဲ့နက်ခတ်ဒီ၆၆ဒီကျော်ဒီမှာလုံးပိုင်ပြတော့ဒီမှာ၆ပိုင်မှာကျွန်တော်တို့၆ရှစ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့၆ပိုင်၈ပိုင်မှာ၆ရှစ်ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုကြဒီနေ့မှာပေါ့နော်နေ့ရ3ရပေါင်းချင်းဒီ9 9နဲ့ဒီရ8နဲ့ပေါင်းတော့3ဒီ3လုံးပေါင်းချင်း3ဖြစ်လို့3ရနက်ခတ်ဒီ9 9ဒီကျော်ဒီမှာလုံးပိုင်ပြတ် အဲ့လိုပဲဒါလေးလည်းနားလည်မယ်လို့ထင်တယ်ပေါ့နော်ကိုမတို့ကတော့ကြိုက်နှစ်တက်မှုရှိမှလည်းတုံးပေါ့နော်တော့ဒီမှာတက်ခွန်ခွန်ပေါင်းခြင်း9ဖြစ်လို့9နှစ်ခတ်3 3ပိုင်းကိုခွန်၄ခွန်ပေါင်းခြင်းဒီ10ဖြစ်လို့10ရဲ့နှစ်ခတ်1တက်ပိုင်းနဲ့ကျွန်တော်တို့တက်ပိုင်း3ပိုင်းမှာ1 3ဆိုပြီးတော့ထွက်တယ်နောက်တစ်ပိုင်းဒီ၄နှစ်3ပေါ့နော်ဒီ3လုံးပေါင်းခြင်း9ဖြစ်လို့9ရဲ့နှစ်ခတ်6 6ပိုင်းကို9ရဲ့3ရဲ့ဒီက3ရဲ့ဒီ3လုံးပေါင်းခြင်းဒီ10ဖြစ်လို့10ရဲ့နှစ်ခတ်ဒီ10 10ပိုင်းနဲ့တွဲမှာပေါ့နော် 6ပိုင်း8ပိုင်းမှာ6 8ဆိုပြီးတော့ထွက်တယ်ဗျဒါကြတော့ဒီမှာ2ရယ်3ရယ်ဒီရက်8ရယ်ပေါ့နော်ဒီ3လုံးပေါင်းခြင်း3ဖြစ်လို့3ရယ်2ခက်5ပိုင်းနဲ့ခွန်ရယ်9ရယ်8ရယ်ဒီ3လုံးပေါင်းခြင်းဒီ3ညဖြစ်လို့3ညရယ်2ခက်ဒီခွန်ခွန်ပိုင်းပေါ့နော်ဒါဆိုရင်9ပိုင်းခွန်ပိုင်းကျွန်တော်တို့9ခွန်ဆိုပြီးတော့တဲတကွက်ကောင်းရတယ်ဗျအကိုမတို့ကလည်းကြိုက်နှစ်သက်မှုရှိမှလည်း3ပေါ့နော် ပေါ်မှာတပင်ကြံခဲ့တယ်တဲ့ကျွန်တော်အပေါ်ပင်နေရဆိုပါဝါတွေကယူမှရမှာပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တွက်မပြလို့လာဖြစ်ပါလေဗျဟုတ်ကဲ့ပါဗျာနော်ဒီ9ခွန်လေးကိုတော့ကြာရင်တော့3မြောက်ဗရိတ်လိုင်းရလဲကျွန်တော်ဒီမှာပေါ့နော် မနက်ကလို့တော့ကျွန်တော်တို့ break ကတော့တလုံးနဲ့တော့မဟုတ်ဘူးပေါ့နော်ကြော်ဒီမှာ break line ဒီ၈ရယ်ခွန်ရယ်ဒီက၂ရယ်ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ကျွန်တော်ဒီမှာဒီ ခွန်ပါဝါနဲ့ခွန်နှက်ခတ်တုံညာခွန်နှစ်တုံညာဒီကျွန်တော်ဒီမှာပြိတ်ပေါ့နော်ကျွန်တော်ခွန်နှစ်တုံညာပြိတ်မှာတုံညာခွန်ဆိုတော့ခွန်ပြိတ်ထွက်တယ်ဗျာဒါကြောဒီမှာနောက်တစ်ပင်တည်လဲခွန်ရဲ့၃ရဲ့ပေါင်းချင်းဒီတုံညာတုံညာနဲ့ဒီရ၄နဲ့ပေါင်းတော့၄ဒီ၃လုံးပေါင်းချင်း၄ဖြစ်လို့၄ရဲ့ပါဝါဒီကို၄ရဲ့နှက်ခတ်ဒီနှစ်၄ကိုနှစ်ဒီကျွန်တော်ဒီမှာပြိတ်ဗျာဒီမြင်ရောမြင်ရတာမသိဘောနော် တော့ဒီ၄၉ခုပြိတ်မှာလဲကျွန်တော်တို့၁၃ဆိုတော့ကျွန်တော်တို့၄ပြိတ်ထွက်တယ်ဗျဒါဆိုကျော်ဒီမှာနောက်တစ်ပင်ဒီ၄ရဲ့၅ရဲ့ပေါင်းချင်းဒီ၉၉နဲ့ဒီက၃ညနဲ့ပေါင်းတော့၉ဒီ၃လုံးပေါင်းချင်း၉ဖြစ်လို့၉ရဲ့ပါဝါဒီ၄၉ရဲ့နှက်ခတ်ဒီ၆၉လေး၆ဒီကျွန်တော်ဒီမှာပြိတ်ဗျဒီ6လေး6ပြိတ်မှာလဲကျွန်တော်တို့6 8ဆိုတော့4ပြိတ်ထွက်တယ်ဗျ။ ဒါပြီးတော့ဒီနေ့မှာ break ပေါ့နော်နှစ်ရက်တစ်ရက်ပေါင်းချင်းဒီ3 3နဲ့ဒီရက်တစ်နဲ့ပေါင်းတော့4ဒီ3လုံးပေါင်းချင်း4ဖြစ်လို့4ရက်ပါဝါဒီကို4ရက်နှက်ခတ်ဒီနဲ့4 6နှစ်ဒီကျွန်တော်ဒီမှာ break ပြဒီ break လည်းဆက်ပြီးကျွန်တော်4 6နှစ် break ပေါ့နော်ဒါဆိုကျွန်တော်ဒီမှာ9ပိုင်းခွန်ပိုင်းဆိုတော့ကျွန်တော်တို့က9ခွန်ဒီကျွန်တော်နှစ် break ဖြစ်ပါတယ်ဗျကိုမအစင်ပြီတို့တော့ကစားပါတော့ကျွန်တော်တော့ခဏနေအများကြီးတော့တင်မပေးတော့ဘူးဗျ ခွန်ရှင်ငါပေါင်းခြင်းကကျော်ဒီမှာကျော်နက်ခတ်ယူထားပါတော့ခွန်ရဲ9ရဲ့8ရဲ့ပေါင်းခြင်းဒီကျွန်တော်တုံညာဖြစ်လို့တုံညာရဲ့နက်ခတ်ဒီခွန်ဆိုပြီးတော့ကျွန်တော်ယူထားခြင်းဖြစ်ပါတယ်ဗျဒီပေါ်ပေးမှာကျွန်တော်တို့တခွန်ရဲ့ဒီရခွန်ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီကျွန်တော်တို့9ဖြစ်လို့9ရဲ့နက်ခတ်3အဲ့ဒီ3ကိုကျွန်တော်လုံးပိုင်းယူထားတယ်3ပိုင်းမှာကျွန်တော်1 3ထွက်တယ်ဗျ နောက်တစ်ပင်ဒီ9ရဲ့3ရဲ့ဒီရ3ရဲ့ပေါ့နော်ဒီ3လုံးပေါင်းခြင်း1ဖြစ်လို့1ရဲ့နှက်ခတ်ဒီ8 8ပိုင်းပေါ့နော်8ပိုင်းမှာ6 8ဆိုပြီးတော့ထွက်တယ်ဒါကြောင့်မို့ကျွန်တော်ဒီဒီနေ့မှာလဲခွန်ရဲ့9ရဲ့8ရဲ့ဒီ3လုံးပေါင်းခြင်းဒီ3ညာဖြစ်လို့3ညာရဲ့နှက်ခတ်ဒီခွန်ဆိုပြီးတော့ကျွန်တော်ယူထားတာဖြစ်တယ်ပေါ့နော်အားလုံးပဲဒါလေးလည်းနားလည်မယ်လို့ထင်ပါတယ်ဗျာ ဟုတ်ကဲ့ပါဒါဆိုရင်ကျွန်တော်ဒီနေ့မှလည်းကျွန်တော်9ခွန်တစ်ခွက်ပဲတင်ပေးလိုက်မယ်ပေါ့နော်မနက်ကတော့ကျွန်တော်တို့ break line ရတော့မှန်သွားတယ်ကျွန်တော်တို့ power နဲ့ခံလိုက်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါဗျာဒီနေ့မှလည်းကျွန်တော်9ခွန်တဲပဲပေါ့နော် ကိုမတော့အာရင်လဲအာပေါ့နော်ကျွန်တော်တို့ကံပေးမှရမှာဖြစ်တဲ့အတွက်တော့ကျွန်တော်တို့တဲပဲပေးလိုက်ပါမယ်ဗျ။ဟုတ်ကဲ့ပါကျွန်တော်တွက်ပြတဲ့ခဏန်းလေးဒီပေါကဏန်းလေးဖြစ်ပါစေဗျ။ကိုမတို့ကြိုက်တဲ့ခဏန်းဒီလဲ၄နိုင်ခွဲထွက်မဲ့ခဏန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျ။ကျွန်တော် like ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေ။ channel ကို subscribe မနေသေးတဲ့ကိုမတို့ကလည်း subscribe နေပြီဖို့တောင်းဆိုပါတယ်ဗျ။အားလုံးပဲကံကောင်းကြပါစေ။ဒါရဲ့ အပေါ်ကခွန်ထိတ်ရှစ်ထိတ်တဲ့ငါးဘိတ်ပေါင်းခြင်းနဲ့ဘယ်ရပြောလဲမသိပြန်နော် တပင်စတိုးလည်းကျေးဇူးပါတဲ့ဟုတ်ကဲ့ပါဗျာနော်မြို့ကိုကိုလည်း9ခွင့်တစ်ခွက်ထဲပေးရလားတဲ့ဟုတ်ပါတယ်ဗျာနော်9ခွင့်တစ်ခွက်ထဲပါဗျာကျွန်တော်ကျွန်တော်တို့ဒူးဒီမှာလည်းအပိုင်ရလို့တော့မရှိဘူးပေါ့နော်ကနန်းကြီးကတွက်ရင်တွက်တယ်လို့ရတာဖြစ်တဲ့အတွက်တော့ကျွန်တော်ကျွန်တော်ဒီတစ်ခွက်ပဲတင်ပေးတယ်ပေါ့နော်9ခွင့်တစ်ခွက်ထဲပါဗျာဟုတ်ကဲ့ပါအားလုံးပဲကံကောင်းကြပါစေဗျာနော်မနက်ကတော့ကျွန်တော်တို့ပါဝါလေးနဲ့ခံလိုက်ရတယ်ပေါ့နော်တင်9ကျွန်တော်6ပြိတ်ပေါ့နော် ဗရိတ်ကတော့မှန်သွားတယ်ကျွန်တော်တို့လုံးပိုင်းကတော့ပါဝါနဲ့ပေးသွားတာဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီညနေမှာတော့ကံကောင်းကြပါစေဗျာကျွန်တော်တို့ဒီမှာ၅ခွင့်တစ်ခွက်ကောက်မဲ့ပေးလိုက်တယ်ပေါ့နော်အားလုံးပဲကံကောင်းကြပါစေဘိုင်းဘိုင်းစေးယူပါအားလုံးမဒါရေးတယ်မှန်ပါတယ်ဟုတ်ကဲ့ပါဗျာနော်အားလုံးပဲကံကောင်းကြပါစေဗျာ